အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့အခုမှ YouTube channel ကိုစောင့်ဖွင့်မိတူတွေနဲ့နောက်တစ်ခုက ကျမလိုမျိုးကိုယ့်ရဲ့ channel ကိုဖွင့်ပြီးတော့ဘယ်ဟာဘလို့စာမှမသိတဲ့သူတွေအတွက်အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ထင်ပါတယ်ဆိုတော့အကြောင်းအရာကိုပြောပြခင်မှာကျမရဲ့အကြီးကပြဿနာပါလဲဆိုရဲဟာကိုအရင်ပြောပြမယ်အဲ့ဒါကအခုကြည့်နေမိတ်ဆွေကြည့်လိုက်တာလည်းတည်ရဲ့ဘာလဲဆိုရင်စကားမပြေရပါအကြီးကပြဿနာဆိုတာတဲ့ကိုယ့်အားနည်းချက်လို့ပြောရမလား ဆိုတော့ဒီအားနည်းချက်ကြောင့်မလို့ရတဲ့အကြောင်းအရာတွေအများကြီးပဲကိုကဒီဟာလုတ်ချင်တယ်ဒါပေမဲ့စကားမပြေဘူးငါလုတ်လိုက်ရင်အဆင်ရောပြေပါမလားဆိုတော့အသွေးတွေအများကြီးဝင်တယ်အဲ့ဒီနေတိုင်းဝင်တဲ့အကျိုးဆက်ကြောင့်ကိုမလို့လိုက်ရတဲ့အကြောင်းအရာတွေအများကြီးရှိခဲ့တာပေါ့နော်ဘာလို့ဒီလိုမျိုးပြောပြသလဲဆိုရင်ကိုရဲ့စိတ်ကိုဘလို့ထားသလဲဘလို့ခံယူချက်ထားသလဲဆိုတာကိုပြောပြချင်လို့ပါဆိုတော့အကြီးကဒီဗီဒီယိုကိုပြောချင်တာကကိုရဲ့ channel ကိုပို့ပါနဲ့တွားမယ်ဆိုတော့ ခံယူချက်ထားမယ်ပေါ့နော်ဘို့ပါနဲ့ကိုယ့်အကူစိန်ခေါ်မယ်ဆန်းတက်မယ်ဆိုရဲခံယူချက်ကိုထားလိုက်တယ်ပြီးတော့ခွေးစိတ်သေးကနေဖြစ်လာတဲ့အရင်အဆုံးဖြစ်ပေါ်လာတဲ့အကြောင်းအရာမှန်တမ ्या ကိုမျှဝေပါဆိုတော့အဲ့ဒီအကြောင်းအရာကဘယ်အကြောင်းအရာမှမဆိုဖြစ်နိုင်တယ်ဥမာပြောရရင်ကိုကကိုရဲ့စကားကြည့်ရဆိုပါစို့ ဆိုတော့အဲ့ကိုရီးယားဇာတ်ကားကနေဇက်ကောင်ကနေပြောလိုက်တဲ့အကြောင်းအရာကကိုယ့်ရဲ့ idea လေဖြစ်ကောင်းဖြစ်နိုင်တယ်။ပြီးတော့တကယ်ချင်းနေစကားပြောနေရင်တန်လန်းကနေတစ်ဖက်ကနေပြောလိုက်တဲ့အကြောင်းအရာကကိုယ့်ရဲ့ idea ကောင်းလေဖြစ်ကောင်းဖြစ်နိုင်တယ်။ဆိုလိုတာကကိုယ့်ရဲ့စိတ်ကနေဖြစ်ပေါ်လာတဲ့အကြောင်းအရာမှန်တမျှကိုမျှဝေဖို့ပြောတာပေါ့နော်။ဆိုတော့ကိုကအခုဒီလိုမျိုးတွားရင်းနဲ့ ကိုယ့်ရဲ့အားသာချက်ကပါလဲကိုသွားမဲ့အဓိကလမ်းကြောင်းကဘာလဲဆိုရဲဟာကိုရှာဖွေသွားမဲ့နေရာဖြစ်ပါတယ်ဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေလေးစိတ်ဝင်စားရင်လေ့လုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်အခုကျွန်မအဲ့ဒီနေလန်တိုင်းသွားဖြစ်တဲ့တကြောင်မလို့ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ကျဘလို့ဗီဒီယိုတွေလာမလဲဆိုတာကိုကြတော့စောင့်ကြည့်ပေးကြပါ